โอเคကျွန်တော်တို့ဒီဒီလိုမျိုးကစားသမားမျိုးလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်အဒီယာမျိုးစိတ်ဝင်စားအောင်ဆိုတော့ဆယ်မျိုးရှိရယ်လေနော်ဆယ်မျိုးရှိရယ်အားလုံးမင်္ဂလာပါ The United Men YouTube Channel နေပြီးတော့အားလုံးကိုကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ Manchester United ရဲ့အဲ20ရက်နေ့နောက်ဆုံးရထားတဲ့ပြောင်းရွှေ့သင်းတွေကိုဒီဗီဒီယိုမှာကျွန်တော်တို့ဆွေးနွေးကြည့်ရအောင်ပါဆိုတော့ အဲကျွန်တော်တို့အာဒီပရီးမီးယားလိပွဲကြီးကျွန်တော်ပြန်ဆပြီပေါ့နော်ပြန်ဆပြီဆိုတော့ကိုယ်အသင်းပွဲစဉ်လည်းဒါမှမဟုတ်ကျွန်တော်တင်းတင်းလာနေညမှာကျွန်တော်ကစားဖို့ရှိရဲ့ Everton နဲ့ကျွန်တော်ကစားရမယ်ဆိုတော့ဒီပွဲတော့ရုပ်ပွဲချုပ်တဲ့ချက်တွေလည်းလုပ်ဖို့ရှိတယ် press conference ကတော့ကျွန်တော်ဒီနေ့ညအာဒီလုပ်မယ့်အချိန်ဒီမျိုးပေါ့နော်လုပ်မယ်ဆိုတော့အာဒီမနေ့ပြန်မနေ့လောက်မှာကျွန်တော်အလီ press conference မှာပြောတဲ့အကြောင်းအရာတွေပတ်သက်ပြီးတော့ကျွန်တော်ဗီဒီယိုတစ်ခုလုပ်သွားဖို့ရှိတယ်ဆိုတော့လာမယ့်ဗီဒီယိုတွေကျွန်တော်အများကြီးရှိပါတယ်ဆိုတော့ channel ကို subscribe လုပ်သလိုဆိုရှင် subscribe လေးလုပ်ပေးထားကြပါဦး အားလုံးတောင်းဆိုပါတယ်။ Okay ကျွန်တော်ဒီနေ့ရဟတ်သတင်းတွေကြောင့်ပြောကြည့်အောင်ဆမ်မန်ဂျင်းနဲ့ပတ်သက်တာပါတယ်ပြီးတော့ကျွန်တော်တို့ဒွန်မော်ရဲ့ဒီ Karen Adia မီနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီဘုံမလို့ပြောထားတာရှိရယ်ဆိုတော့ဒါကြီးကျွန်တော်တို့ဆွေးနွေးဆွေးနွေးကြည့်အောင်ပါเนาะ။ဆိုတော့ဆမ်မန်ဂျိုရဲ့ကျွန်တော်တို့ဒီလက်ရှိကျွန်တော်တို့ဒီစာချုပ်အနေထားကျွန်တော်တို့အားလုံးသိထားမိသားပဲကျွန်တော်မလေးရဗီဒီယိုမှာလည်းကျွန်တော်အဲဒီပေါ့နော် David Austin ရဲ့ report ကိုကျွန်တော်ပြောပြခဲ့ပြီးပြီ။ဆမ်မန်ဂျိုကိုကျွန်တော်တို့ဒီလာမယ့်ဇန်နဝါရီမှာဘုံပေါက်စီကနေကျွန်တော်တို့ခေါ်ချင်တဲ့အသင်းတွေရှိရယ်ဆိုလို့ရှင်ခေါ်လို့ရနေပြီဆိုတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ်။အဲဒီပေါ့နော်ဟို ဇန်နဝါရီမှာစပြီးတော့သူ့ရဲ့ကျွန်တော်ဒီဘုံမောက်မှာချုပ်ဆိုထားတဲ့စာချုပ်မှာပါတဲ့ release clause ကစပြီးတော့အသက်ဝင်မယ်ဆိုတော့ဇန်နဝါရီမှာလည်းကျွန်တော်အသက်ဝင်မယ်အဲဒီမြူရာလီမှာလည်းအသက်ဝင်မယ်ဆိုတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ်ဆိုတော့ဇန်နဝါရီမှာဘယ်လိုမျိုးအသက်ဝင်ဖို့ရှိလဲသူ့ရဲ့ release clause ကဘယ်လောက်ထိကျွန်တော်တို့တန်ကြီးရှိလဲဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အကြမ်းမြင့်တော့ပြောခဲ့ပြီးသားပေါ့နော်အခုလက်ရှိ Roman ကတော့ဒီ day ကျွန်တော်ပြန်ပြောထားတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဆိုတော့ဒီ Samuel ရဲ့ကျွန်တော်ဒီပေါ့နော် release clause ဟာဆိုလို့ရှိရင် January မှာစပြီးတော့အသက်ဝင်မယ်ဒီ January မှာ ူ့ကိုခေါ်မဲ့အသင်းနေအနေနဲ့သူ့ရဲ့ release clause က today package ကျွန်တော်ဒီပေါင်တန်း65တန်းအထိတန်ဖိုးကျွန်တော်ရှိတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ထင်ထားတဲ့လိုမျိုး initial fees 65တန်းဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ initial fees ကတန်း60အဲ့တော့ fees ကကျွန်တော်ဒီဘာလဲအပူစုကြီးက9တန်းဆိုတဲ့အခြေအနေမျိုးလို့ဒီ package ကျွန်တော်65တန်းဆိုတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဆိုတော့ January မှာလည်းကျွန်တော်အသက်ဝင်မှာဖြစ်တယ်လို့သူ့ရဲ့ release clause က New Year ဒီမှာလည်းကျွန်တော်ဒီအသက်ဝင်မဲ့အခြေအနေမျိုးပေါ့ဒါပေမဲ့ကျွန်တော်ဒီအဒီ release clause ဒီပြောမယ်ဆိုလို့ရှိရင်ပေးရမယ်တန်ကြီးတွေကတော့မတူဘူးပေါ့နော် January မှာဆိုလို့ရှိရင်ကျွန်တော်60 black 5သန်းသူတွေ package 65သန်းပြီးတော့ကျွန်တော်ဒီနွေရာသီမှာ common hate ဆိုလို့ရှိရင်တော့ကျွန်တော်ပေါင်တန်း90ထက်နည်းနည်းလေးပဲပိုတဲ့ပမာဏတစ်ခုနဲ့ဆမ်မင်ညိုကိုကျွန်တော်တို့ခေါ်ယူနိုင်မဲ့အခြေအနေမျိုးရှိရဆိုပြီးတော့ဖော်ပြထားတာဖြစ်ပါတယ်ဆိုတော့ဘုံမောက်အနေနဲ့ကလည်းဒီကစားသမားဖြစ်သူကိုကျွန်တော်တို့ ဒီဇန်နဝါရီမှာတင်အဲဒီလက်လွတ်ရမယ့်အခြေအနေမျိုးတွေကြောင့်ရှိရပေါ့တကယ်လို့သူ့ကိုခေါ်မဲ့အတင်းတွေရှိလာခဲ့တယ်ဆိုလို့ရှိရင်တော့ဘလို့မှကစားသမားဖြစ်သူကိုတားလို့မရဘူးပေါ့နော်မှတ်ထားပါလို့ကျွန်တော်ဇန်နဝါရီမှာအသေးတသေးကသူ့ကိုလိုချင်တဲ့ဟိတ်ဆိုပြီးတော့ပေါင်65တန်းကိုကျွန်တော်ရှေ့မှာပြောခဲ့သလိုမျိုးအဲရှေ့ဗီဒီယိုမှာကျွန်တော်ပြောခဲ့သလိုမျိုးကျွန်တော်ဒီပါလက်ပတ်ပတ်တွင်ကျွန်တော်တို့ပေးလိုက်တဲ့ဟိတ်ဆိုလို့ရှိရင်ဒီကစားသမားဖြစ်သူကိုကျွန်တော်တို့ဘလို့မှထိန်းလို့မရတဲ့အခြေအနေမျိုးဆိုတော့ဆိုတော့ဘုံမောက်ကဒီကစားသမားဖြစ်သူနဲ့ပတ်သက်ပြီးတော့သူတို့မှ control လုံးဝမရှိဘူးဆမ်မန်ညိုသွားခြင်းနဲ့ဟိတ်ဆိုလို့ရှိရင် တ်ဆက်ပေးတယ်ဘယ်အသိအုံမဆိုလက်လို့ရမယ့်အခြေအနေမှာရှိရလို့ကျွန်တော်တို့ကြံပြင်းယူဆထားလို့ရပါတယ်သူ့ကိုခေါ်မဲ့အသိအနေအနေနဲ့လည်းတကယ်လို့ဇန်နဝါရီမှာခေါ်မဲ့ဆို65တန်းနော်ခေါ်နိုင်တဲ့သူခေါ်ကြဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမှမတက်နိုင်ဘူးနည်းနည်းလောက်ကျွန်တော်တို့ဒီဈေးတက်တာခြင်းလေဆိုလို့ရှိရင်ညရာဒီကြမှာလည်းခေါ်လို့ရရဆိုရဲပုံစံမျိုးကျွန်တော်တို့ဖြစ်တာပေါ့နော်တချို့သူစိတ်ဝင်စားတဲ့အသင်းတွေကိုရမလို့ပြောထားတဲ့အထက်မှာဆိုလို့ရှိရင်ပြီးခဲ့တဲ့ညကမန်ချက်စတာယူနိုက်တက်လည်းဒီကစားသမားဖြစ်သူကိုကျွန်တော်စိတ်ဝင်စားတာဖြစ်တယ်လို့စပါးလည်းကျွန်တော်စိတ်ဝင်စားခဲ့တယ် လက်ရှိအနေအထားမှာဆိုလို့ရှိရင်လေဘာဘူးဘက်ကတော်တော်ကိုစိတ်ဝင်စားနေတာဖြစ်ပြီးတော့လေဘာဘူးဘက်ကဒီကစားသမားဖြစ်သူရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့စောင့်ကြည့်ရမျိုးတွေလည်းရှိနေတယ်ပြီးတော့ကျွန်တော်တို့ဒီပုံမောင်းနဲ့လေဘာဘူးချားမှာဆိုလို့ရှိရင် relation ကောင်းနေရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့လေဘာဘူးနဲ့ဆမ်မညိုရဲ့ case ကစောင့်ကြည့်ကြင်စရာဖြစ်တယ်ဆိုပြီးတော့ပြောထားတယ်ပေါ့နော်ဆိုတော့ကိုရီဘက်ကတော့ကျွန်တော်ဘာမှလှုပ်ရှားမှုမရှိဘူးเนาะတဘာဘူးဘက်ကတော့ဒီပြောရမယ်ဆိုလို့ရှိရင်လှုပ်ရှားမှုအရှိဆုံးအနေအထားတစ်ခုလို့ကျွန်တော်တို့ ြောလို့ရပါတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့လီဗာပူးမှာအခုလက်ရှိရှိနေတဲ့ပြဿနာကဟိုတိုက်စစ်မဟုတ်ဘဲနဲ့ကျွန်တော်တို့ခံစစ်ဖြစ်နေတာပေါ့နော်ဆိုတော့ဒီတဲ့ကြောင့်မလို့ကျွန်တော်ဒီဇန်နဝါရီမှာခေါ်ပါမယ်ဆိုတော့အရာမျိုးတော့ကျွန်တော်တို့အဲ confirm တော့ပြောလို့မရဘူးပေါ့နော်လက်ရှိချိန်မှာတော့စိတ်ဝင်စားတဲ့အသင်းတွေမှာဆိုလို့ရှိရင် United Spa တပါဘူးဆိုတဲ့အခြေအနေမျိုးပါစောင့်ကြည့်ရမယ့်အခြေအနေမျိုးပါဒါမဲ့ဇန်နဝါရီမှာဒီကစားသမားကဘယ်သင်းကိုရောက်သွားမလဲဆိုတာတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဒါမှမဟုတ်လည်းကျွန်တော်အစ်သူ့ရဲ့ကျွန်တော်ဒီအဲဒီကလပ်အသင်းဖြစ်တဲ့ဘုံကမှာပဲဆက်ရှိသွားနိုင်တဲ့အခြေအနေပါလဲရှိနေပါသေးတယ်ဆိုတော့ဘိုင်ဆက်ပြင်မလဲစောင့်ကြည့်ရမယ်ကိုရီယူနိုက်တက်ကတော့ခေါ်ဖို့အတွက်အဲကြိုးစားနေခြင်းတော့လုံးဝမရှိသေးဘူးပေါ့နော်ဆက်မန်ယူအတွက်ကျွန်တော်မန်ချက်စတာယူနိုက်တက်အနေနဲ့ညှော်လင်းလို့ရတဲ့အခြေအနေကကျွန်တော်တစ်ခုပဲရှိတယ်ဒါကဂျိုရှူအာဇစ်စီအသင်းကနေထွက်ရင်ဆိုတဲ့ အဲဒီအရာတစ်ခုပဲပေါ့နော်တကယ်လို့ဂျိုရှုအာစစ်စီအတင်းကနေထွက်မယ်ဆိုလို့ရှိရင်ကျွန်တော်အတင်းဘက်က maybe เนาะအဲဒီကစားသမားဖြစ်သူရဲ့နေရာမှာတိုက်စစ်ကစားသမားတယောက်ကိုကျွန်တော်အစားထိုးပေါင်းတော့ထိုးသွားနိုင်တဲ့အခြေအနေမျိုးပေါ့နော်ဒါမဲ့ဆမ်မန်ရဲ့ level ကကျွန်တော်အရင်ကထိုင်ရမယ့် level မျိုးမဟုတ်ဘူးသူ့ကိုကျွန်တော်တို့အဲဝယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကသုံးရမယ့်အခြေအနေမျိုးမှာဆိုတော့ကိုရီစီမာလာကိုရီစီကိုလာပြီးတော့အရင်ကမှငို့တို့ထိုင်ခိုင်းမယ့်အခြေအနေမျိုးကိုသူသဘောကျပါမလား ဒီလိုချင်နေမျိုးပေါ့နော်ဟိုကျွန်တော်ကတော့အမှန်တမ်းပြောလို့ရှိရင်ကျွန်တော်ရှေ့ဗီဒီယိုမှာကျွန်တော်ပြောပြီးသားပါဒီ seven new ကကျွန်တော်ရဲ့ပြောမယ်ဆိုလို့ရှိရင်လောက dream target ပဲပေါ့နော်ဒါကျွန်တော် personal dream ရ target ပဲကိုယ်သိမှမြင်ကျင်တဲ့ကစားသမားတစ်ယောက်ပဲပေါ့နော်အဲ့တော့ draw လေးသဘောကျရဲ့ကစားသမားပါဆိုတော့ဘလိုပဲဖြစ်ဖြစ်လက်ရှိကျွန်တော် seven new ခေါ်ကျင်တယ်ဆိုလို့ရှိရင်တော့ January မှာစပြီးတော့ခေါ်လို့ရပြီ January မှာဆိုရင်တော့ပေါင်းသန်း60 5သန်းဆိုတဲ့အနေနဲ့ခေါ်လို့ရမယ်တကယ်လို့နည်းနည်းလေးစိတ်ရှည်အောင်မယ်ဆိုလို့ရှိရင်တော့လာမယ့်ຫນွေမှာပေါင်းသန်း50ထက်နည်းနည်းလေးပဲပိုတဲ့ပမာဏတစ်ခုနဲ့ seven new ကို ခေါ်လို့ရမယ့်အခြေအနေမျိုးရှိပါတယ်။ဒါပေမဲ့သတင်းပုဒ်ကတော့ရိုမန်တို့ပြောထားတဲ့အထဲမှာကျွန်တော် Karin Adiyami နဲ့ပတ်သက်ပြီးတော့ပါပါတယ်။ဆိုတော့ဒီ Dortmund ရဲ့ကျွန်တော်ဒီတိုက်စစ်ကတန်းတော်မှဖြစ်တဲ့ Karin Adiyami ကို ပြီးခဲ့တဲ့ရက်တွေတုန်းက Manchester United ကစိတ်ဝင်စားနေတဲ့သူ့ရဲ့ agent ဖြစ်သူတွေနဲ့အဲဒီပေါ့နော်စုံစမ်းထားတာမျိုးတွေဆွေးနွေးထားတာမျိုးတွေရှိရဲဆိုပြီးတော့အဲသတင်းတွေကျွန်တော်ခတ်ပေါ်လာတာမျိုးတွေရှိတယ်။ဒါနဲ့ပတ်သက်ပြီးရိုမန်တို့ကတော့လုံးဝကျွန်တော်ငြင်းထားပါတယ်။ Manchester United ဘက်ကအဒီယာမီကိုစိတ်ဝင်စားနေတဲ့အခြေအနေမျိုး လုံးဝကျွန်တော်ရှိမနေဘူးလက်ရှိအချိန်ဒီမှာသလို့ရှိရင်လေဒီဘောနော်ဒီကစားသမားဖြစ်သူနဲ့ပြီးလို့ရှိရင်သူ့ရဲ့ agent ဖြစ်သူတွေနဲ့ရောလုံးဝကျွန်တော်စကားပြောဆိုမှုလည်းလုံးဝမရှိဘူးဆွေးနွေးဆွေးနွေးညှိနှိုင်းမှုတွေလည်းဘာမှမရှိသလိုတော်မွန်ဘက်ကိုလည်းကျွန်တော်ကန်လန်ထားရမျိုးဘာမှမကျွန်တော်ရှိမနေဘူးဘောနော်ဆိုတော့ဒီတကြောင်မျိုး အဒီယာမီနဲ့မန်ချက်စတာယူနိုက်တက်ဆိုတဲ့တင်းတွေကလုံးဝမဟုတ်ဘူးဆိုတဲ့အခြေအနေပဲကျွန်တော်ဖြစ်ပါတယ်ပေါ့နော်ဒါပေမဲ့ရိုမန်နိုပြောရတဲ့အထဲမှာတော်တော်လေးထူးခြားတဲ့အရာတစ်ခုပါတယ်အဲ့ဒါကကျွန်တော်ဘာလဲဆိုလို့ရှိရင်မန်ချက်စတာယူနိုက်တက်ကအဒီယာမီတို့ကိုတော့ကျွန်တော်စိတ်ဝင်စားနေခြင်းမရှိဘူးပေါ့ဒါပေမဲ့ United ဘက်ကဒီလက်ရှိကျွန်တော်အဒီယာမီလိုမျိုးပဲကျွန်တော်ဒီတကယ် talent လည်းဖြစ်တယ်တကယ် skillful လည်းဖြစ်ပြီးရောတကယ်ဉာဏ်လုံးမြင့်နေတောင်ပိုင်းလည်းကစားနိုင်နေနံပါတ်10လည်းကစားနိုင်နေ striker လည်းကစားနိုင်နေဆိုတော့ကစားသမားမျိုးကိုတော့ United ဘက်ကအလိုရှိနေတယ်ဆိုတော့ အရာကိုဖာဗီဇိုရိုမန်တို့ကကျွန်တော်ပြောသွားတယ်ဆိုတော့အဒီယာမီကိုစိတ်ဝင်စိတ်ဝင်စားဖို့ဆိုတာတိတ်မထူကြပဲနဲ့ဒီဘာလို့ United ကအဒီယာမီလိုမျိုးအဲတကယ်ကျွန်တော် talent ဖြစ် skill ဖြစ်တကယ်ဉာဏ်လုံးမြင့်ပြီးတော့အဲတကယ်ကျွန်တော် creativity အရင်ကောင်းတဲ့ကျွန်တော်ဒီဓမတန်နော် striker wing အကုန်ကစားနိုင်မယ်ကစားသမားမျိုးကိုလိုချင်နေဆိုတဲ့အချက်ကတော့တော်တော်ကိုကျွန်တော်တို့ထူးခြားတဲ့အချက်ပေါ့နော်ဆိုတော့ okay ကျွန်တော်တို့ဒီဒီလိုမျိုးကစားသမားမျိုးကိုလိုချင်နေဆိုလို့ရှိရင်ကျွန်တော်အဒီယာမီကိုစိတ်ဝင်စားလို့ဆိုတော့ ဆယ်မညိုရှိရယ်လေနော်ဆယ်မညိုရှိရယ်ဆိုတော့ဒီကတော့ really ထူးခြားတဲ့အချက်ပဲပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီဆယ်မညိုနဲ့ပတ်သက်ပြီးတော့ဒီအာဒီရိုမန်တို့ပြောသွားတဲ့ point တွေမှာဆိုလို့ရှိရင်ဆယ်မညိုနဲ့ပတ်သက်ပြီးကျွန်တော်တို့ညှော်လင်းလို့ရတယ်ဆိုတော့အရေးအီအောင်လေးတော့ကျွန်တော်ပါဟယ်လို့ကျွန်တော်ပြောရမှာပေါ့နော်ဆိုဘလိုပဲဖြစ်လိုရာဆွဲတွေ့ရပဲပြောပါတော့နော်ဒီလိုမျိုးတော့ကျွန်တော်ပြောရမှာပဲဆိုတော့နည်းနည်းပတ်ကတကယ်ကျွန်တော်တို့ဒီလိုချင်နေသလားပေါ့နော်ဒီတကယ်ကျွန်တော်တို့ဒီအဲတကယ်ဒီ scaleful ဖြစ်တယ်เนาะဟိုမှာ7မျိုးဆိုကြောတည်နေတယ်တကယ် scaleful ဖြစ်တယ် နော် left wing လာ right wing လာ number 10လာ striker လာအကုန်ကစားနိုင်တဲ့ကစားသမားမျိုးကျွန်တော်တို့ဖြစ်တယ်ပြီးခဲ့တဲ့နှစ်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အ United ကကျွန်တော်တို့ကစားသမားခေါ်ယူတဲ့အနေအထားမှာဆိုလို့ရှိရင် တကယ်ကျွန်တော်တို့ proven ကစားသမားတွေကိုဦးစားပေးပြီးခေါ်နေတာမျိုးကြီးကျွန်တော်တွေ့ရတယ်လူငယ်ခြေတက်ဆိုတာတက်ပေါ့နော် တကယ် proven ကစားသမားတွေကိုကျွန်တော်ခေါ်နေတယ်ဆိုတာကိုကျွန်တော်မြင်နိုင်တယ်ဒါဘာကိုကြည့်နိုင်လဲဆိုလို့ရှိရင် Matthias Cunha လိုမျိုး Wolverhampton မှာကျွန်တော်တို့အချိန်ချင်းတက်တည်ပြပိုးပြီးသားကစားသမားမျိုး Premier League proven ကစားသမားမျိုးပေါ့နော် ဟိုလက်ရှိအသက်ရွယ်နေသားဆိုလို့ရှိရင်လည်းတကယ်ကျွန်တော် prime color ကိုရောက်နေတဲ့ခြေနေမျိုးတွေကိုကျွန်တော်တို့ဒီတကယ်စေးကြီးပြပြကျွန်တော်ခေါ်ထားတယ်ဒီလိုပဲကျွန်တော်ဒီ brand ambumo ဆိုလို့ရှိရင်လည်း brand form မှာဒီဘာလို့ရာသီအများကြီးကျွန်တော်တို့တက်တည်ပြထားတဲ့ကစားသမားမျိုးတကယ် prime color ကိုရောက်နေတဲ့အသက်25နှစ်တို့ဘာလို့ပေါ့နော်အဲ့လိုခြေနေမျိုးကိုကျွန်တော်ရောက်နေတဲ့ကစားသမားမျိုးကိုကျွန်တော်တို့ခေါ်ထားတယ်ဈေးကြီးပေးပြီးတော့ကျွန်တော်ခေါ်ထားတယ်ဆိုတော့အချင်းဒီမျိုးတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် United ဘက်ကနောက်ပိုင်းကျွန်တော်ခေါ်ယူမှုတွေဟာเนาะ အဲ့ဒါကကျွန်တော် proven ဖြစ်တဲ့တည်တည်ပြပြီးသားကစားသမားတွေကိုပဲဦးစားပေးပြီးတော့ခေါ်နေရမျိုးကျွန်တော်တွေ့ရတယ်ပြပကကျွန်တော်ကစားသမားဆိုတဲ့ဒီပြည်တွင်းမှာရှိနေတဲ့ကစားသမားတွေကိုလည်းဦးစားပေးပြီးတော့ကြိုးပမ်းနေတာမျိုးတွေကျွန်တော်တို့အဲဒီပြောရမယ်ဆိုလို့ရှိရင်တိုင်းနာတစ်ခုဒီကျွန်တော်မြင်ခဲ့ရတယ်ဆိုတော့ Antoine Semenyo နဲ့ပတ်သက်ပြီးတော့မျှော်လင့်ချက်အနည်းငယ်လေးကျွန်တော်တို့ထားလို့ရတယ်လို့တော့ကျွန်တော်အနေနဲ့ထင်တယ်ပေါ့နော်ဆိုတော့ဒါကတော့ဒီနေ့ရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့ပြောင်းရွှေ့သတင်းတွေပါဆိုတော့ဘာသာလို့ရဲ့အမြင်တွေကိုလည်းကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားလို့ရပါတယ်ဆိုတော့ကြည့်ရှုအားပေးတဲ့ညီကိုများအားလုံးကျေးဇူးများတင်ပါတယ် ကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ပါမယ်အားလုံးကျေးဇူးပါခင်ဗျာ